တရုတ်စီမံကိန်းတွေအများဆုံးရှိနေတဲ့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်ထဲမှာစစ်ကော်မရှင်တပ်နဲ့အာရခတပ်တော် ULAA တို့အကြားတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေပြီးစစ်တပ်ကရေချောင်းကနေဇက်တိုက်အင်အားဖြည့်တင်းနေပါတယ်။ ကျောက်ဖြူမြို့နယ်တဲကအမှတ်30နှစ်ရေးတက်ရင်နေရာဒညာဝတီရေးတက်ဌာနချုပ်နေရာဝင်းကျင်တွေမှာဒီတိုက်ပွဲတွေဖြစ်နေတယ်လို့အင်အားဖြစ်တင်းမှုတွေကလည်းထောင်နဲ့ချီနိုင်တယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောပါတယ်။အင်အားဖြစ်တင်းတဲ့နေရာမှာဒီတရုတ်ပိုင်ပေါ့လေဒံငွေတန့်စင်ဆက်ယုံရှိနေတဲ့မလကျုံပတ်မှာလည်းအင်အားယာနဲ့ချီပြီးတော့ဖြစ်တင်းထားတာမျိုးရှိနေတယ်လို့ပြောပါတယ်။ကျောက်ဖြူတိုက်ပွဲမှာဆိုရင်စစ်တပ်ကရေချောင်းကိုအဓိကသုံးပြီးတော့စစ်သင်းမောတွေနဲ့ ဲ့ဒီလက်နက်ခဲယမ်းတွေအပြင်လူအင်အားကိုပါဇက်တိုက်ဖြစ်တင်းနေတာလို့မြေပြင်သတင်းအရင်းမြစ်ကပြောပါရယ်ဒီလိုမျိုးဖြစ်တင်းမှုတွေဇက်တိုက်လုံနေရတဲ့အကြောင်းအရင်းတွေတဲကအဓိကတစ်ချက်ကတော့တိုက်ပွဲတွေမှာ အကြအဆုံးများနေတယ်ဆိုတဲ့သဘောဖြစ်တယ်လို့လဲဆိုပါရယ်ဂျွန်ဂျူလိုင်နဲ့ဒီဩဂတ်စ်လ3လစလုံးမှာဇက်တိုက်အင်အားဖြည့်တင်းမှုတွေလုပ်နေတာလို့ဒေသခံတွေကပြောပါရယ် စတမလာ23ရက်နေ့နဲ့24ရက်နေ့မှာဆိုရင်လေကြောက်ဖြူမျိုးနယ်တဲကပြားတဲ့မင်းတက်တောင်ကလပါနဲ့တဖန်းခါရွာတွေမှာနှစ်ဖက်ကြားတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေတာလို့ရခိုင်ဘက်ကလာတဲ့သတင်းတွေကဆိုပါတယ် ဗမောက်မြို့အသိန်းတိုက်ပွဲပြီးနောက်ဆက်တွဲအခြေအနေတွေအကြောင်းနဲ့ဆက်ပါမယ်။စကိုင်းကချင်အဆက်မှာရှိတဲ့ဗမောက်မြို့ကိုတော်လိုင်းရေးပူပေါင်းအဖွဲ့တွေကသိမ်းပိုက်ပြီးတဲ့နောက်မှာမြို့ပတ်ဝန်းကျင်မှာလည်းဒီတိုက်ပွဲတွေကဆက်ဖြစ်နေတယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောပါရယ်။ဗမောက်မြို့ပတ်ဝန်းကျင်မှာဖြစ်နေတဲ့တိုက်ပွဲတွေထဲမှာဒီစစ်တုံးပန်းတွေဖမ်းမိတာရှိနေတယ်လို့ရုံအလောင်းတချို့နဲ့လက်နက်ခဲယမ်းတွေပါသိမ်းနိုင်ခဲ့တယ်လို့ဗမောက် PDF တပ်ဖွဲ့ဝင်တယောက်ကပြောပါရယ်။တိုက်ပွဲထဲမှာရှမ်းနီတက်ဒီ SNA ကပေါ့လေတပ်သား2ယောက်ကိုအရှင်ဖမ်းမိခဲ့ပြီးတော့ရုပ်အလောင်း3လောင်းနဲ့လက်နက်ခဲယမ်းတွေကိုသိမ်းနိုင်ခဲ့တာလို့ဆိုပါတယ်စက်တမ်ဘာလနောက်ဆုံးပတ်အထိဒီနှစ်ဖက်ကြားမှာတိုက်ပွဲတွေကဆက်ပြီးတော့ဖြစ်နေတာလို့ဆိုရမှာပါဗမောင်းမြို့ကဒီရွှေတူးဖော်မှုပေါ့လေရွှေတူးတဲ့လုပ်ငန်းတွေနဲ့တစ်ထုပ်တဲ့လုပ်ငန်းတွေအများကြီးရှိတဲ့နေရာဖြစ်လို့စစ်ကော်မရှင်တပ်နဲ့ SNA ရှမ်းပြည်အဖွဲ့တွေကလည်းမြို့ကိုလက်လွတ်လိုက်ရပြီမဲ့မြို့ရဲ့ပတ်ဝန်းကျင်မှာစစ်ရေးလှုပ်ရှားမှုတွေ ေဆက်လုပ်နေတာဖြစ်တယ်လို့တော်လင်ရေးတပ်ဖွဲ့တွေဘက်ကပြောထားပါတယ်။ရှမ်းနီတပ်တွေကဒီဗမောင်းမျိုးရဲ့မြောက်ဘက်နဲ့အနောက်ဘက်ချမ်းနေရာတွေမှာဆက်ပြီးတော့ရှိနေတာဖြစ်ပါတယ်။ဗမောင်းမျိုးကိုတော်လင်ရေးပူပေါင်းအဖွဲ့တွေကစက်တမလ21ရက်နေ့မှာအမတ်တစ်စစ်ဒေသကုတ်ကဲမှုနဲ့တင်ပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်တစ်ပုတ်ကတော့စစ်ခေါင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကသူ့ရဲ့အကျိုးစီးပွားအတွက် ပြည်သူတွေကို အတဲအာရမဖန်းစည်းစုဆောင်ပြီးတက်ရှိ CEO အဖြစ်သုံးနေတယ်လို့ KNL ကပြောလိုက်တဲ့အကြောင်းမှာစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမြောင်းလိုင်ကဒီနိုင်ငံရေးအစီအစဉ်နဲ့ပေါ့လေအဲစစ်မှုရန်ဥပဒေကိုသုံးပြီးတော့ပြည်သူတွေကို အတဲအာရမစစ်သားစုဆောင်ပြီးတော့တက်ရှိ CEO အဖြစ်အသုံးချနေတယ်လို့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ကပြောပါတယ်အာရမစုဆောင်ထားတဲ့စစ်သားတွေကိုလည်းအသိစိတ်ကင်းမဲ့အောင်မူရစ်ဆေးတွေတိုက်ကြွေးပြီးတော့ ော့ရှေ့တန်းစစ်မျက်နှာမှာတိုက်ခိုင်းတာမျိုးတွေလုပ်နေတယ်လို့ KNL ဗဟိုစစ်ဌာနချုပ်ကစက်တင်ဘာလ26ရက်နေ့မှာထုတ်ပြန်ပြောဆိုထားတာပါ။အာနာသိမ့်ပြီးတဲ့နောက်ပိုင်းနိုင်ငံအနှံ့မှာဖြစ်နေတဲ့တိုက်ပွဲတွေတဲ့အကြအဆုံးတွေများခဲ့တဲ့အာများခဲ့တာကြောင့်ပေါ့လေတက်တွင်းမှာဒီအင်အားယော့နေလာလို့ပြည်သူစစ်မှုထမ်းဥပဒေကိုထုတ်ပြန်ပြီးတော့အတင်းအဓမ္မကိုစစ်သားစုဆောင်ပြီးဖြစ်တင်းနေရတယ်လို့ KNL ကပြောပါတယ်စစ်ကော်မရှင်တက်ကဖက်စစ်စစ်တက်ပြီး ပြီးပေါ်လေဒီပြည်သူလူထုတစ်ရက်လုံးအပေါ်ကိုစစ်ရာဇဝမှုကျူးလွန်နေတဲ့တက်ဖြစ်တယ်လို့လည်း KNL ကပြောပါတယ်စစ်ကောင်းဆောင်ရဲ့နိုင်ငံရေးစနစ်ကပြည်သူလူထုတစ်ရက်လုံးကို ထာဝရကျွန်ပြုရေးဖြစ်ပြီးတော့သူကျူးလွန်ထားတဲ့ဒီရာဇဝမှုတွေကလည်းရှောင်ရှားနိုင်ဖို့အတွက်စစ်တပ်နဲ့ ာကွယ်ထားတယ်လို့လည်းထောက်ပြထားပါတယ်။စစ်ကော်မရှင်ကဥဆောင်ပြီးတော့ကျင်းပမယ်ဒီရွေးကောက်ပွဲမှာကိုစလေလောင်း9000နီးပါးစည်ရင်းသွင်းထားပြီလို့ရွေးကောက်ပွဲကော်မရှင် UEC ကထုတ်ပြန်ပါတယ်။2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာစပြီးတော့လုံမဲ့ရွေးကောက်ပွဲကိုဝင်ရောက်ရှင်းပြိုင်ဖို့အတွက်နိုင်ငံရေးပါတီ58ပါတီနဲ့တတိပုဂ္ဂလလွှတ်တော်ကိုစလေတွေကအားလုံးပေါင်းပေါ့လေအယောက်9000နီးပါးနာမည်စည်ရင်းသွင်းထားပြီ ြီဖြစ်တယ်လို့ UEC ကစက်တဘာလ23ရက်နေ့မှာထုတ်ပြန်ပါတယ်နိုင်ငံတော်ဝန်စီယုံမဲ့ဒီနိုင်ငံရေးပါတီ6ပါတီတိုင်းဒေသကြီးဒါမှမဟုတ်ပြည်နယ်တစ်ခုမှာစီယုံမဲ့ဒီနိုင်ငံရေးပါတီ52ပါတီနဲ့တတိပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင်စုစုပေါင်းအာ လွတ်တော်ကိုယ်စားလှယ်ပေါင်းပေါ့လေ4963ယောက်ကနမည်စရင်တင်သွင်းလာတာလို့ဆိုပါတယ်အဲ့ဒီအထက်မှာတတိပုဂ္ဂလကိုယ်စားလှယ်လောင်းက95ယောက်ရှိတယ်လို့ UEC ရဲ့စီးရင်အရသိရပါတယ် ပထမအများဆုံးတင်သွင်းတာကတော့ပြည်ထောင်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ရဖြစ်ပြီးတော့ကိုစလေလောင်းစုစုပေါင်း1018ရောက်ရှိနေပါတယ်။တိုင်းသားစီလုံးညီညွတ်ရေးပါတီတဆညာကတော့ကိုစလေလောင်း694ရောက်တင်သွင်းထပ်ပါတယ်။ပြည်သူ့ရှေ့ဆောင်ပါတီရှမ်းတိုင်းသားများဒီမိုကရက်တစ်ပါတီလို့ခေါ်တဲ့ဒီကြားဖြူပါတီနောက်ပြီးတော့ပြည်သူ့ပါတီမြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ကလည်းကိုစလေလောင်းစည်ရင်းတွေကို တင်သွင်းထားပြီးဖြစ်ပါတယ်။လွတ်တော်ကိုယ်စားလှယ်လောက်နာမည်စီးရင်တင်သွင်းတာကိုစက်တင်ဘာလ10ရက်နေ့ကနေ22ရက်နေ့အထိလက်ခံခဲ့ပြီးတော့စက်တင်ဘာလ23ရက်နေ့ကနေအောက်တိုဘာလ4ရက်နေ့အတွင်းမှာဆိုရင်ဒီကိုယ်စားလှယ်လောက်တွေကိုအရေးချင်းတွေစီစစ်သွားမှာဖြစ်တယ်လို့ UEC ကဆိုပါတယ်။ဒီဇင်ဘာလ28ရက်နေ့မှာစပြီးတော့ကျင်းပမယ်ရွေးကောက်ပွဲမှာဒီလွတ်တော်3ရက်အတွက်စုစုပေါင်းမဲဆန္ဒနဲ့912နယ်မှာရွေးကောက်ပွဲပြုလုပ်မယ်လို့ထုတ် ပြန်ချပါရယ်